ဟိုးတစ်ခေါက်တုန်းကကျွန်တော်တငယ်ချင်းအဆူတော်တယောက်နဲ့ကျွန်တော်တွေ့တယ်တွေ့တော့သူ့ကိုဘာတွေလုပ်နေလဲလို့မေးတဲ့ခါမှာသူကခွေတခွေထွက်ဖို့လုပ်နေတယ်ဆိုပြီးတော့မှကျွန်တော်ကိုပြောတယ်ပြောတော့အဲ့ဒါဆိုလို့ရှင်တော့တခင်အဲ့တော့မင်းအခွေမထွက်ခင်မှာငါ့ကိုမင်းခွေတွေကတရှင်နေတဖို့လောက်မြန်နာထောင်ဝင်ပြုတ်မလားဖွင့်ပြမလားလို့ပြောတော့သူကသူ့ရဲ့ဖုန်းလေးထုတ်လာပြီးတော့ကျွန်တော်ကိုသူ့ရဲ့တခြင်းလေးကိုဖွင့်ပြတယ်အချစ်တခြင်းလေးအဲ့တော့ကျွန်တော်နားထောင်ကြည့်တယ်နားထောင်ပြီးလို့တခြင်းလေးပြီးသွားရောကျွန်တော်အဲ့ဒီတခြင်းကိုသဘောမကျဘူးချိန်လည်းမချိန်ဘူးခံစားလို့လည်းမရဘူ ဟိုပေါ်ရှော့ရှော့ဖြစ်နေတယ်ဖြစ်နေတော့ကျွန်တော်သူ့ကိုအားနာနာနေပဲတကယ်ချင်းမင်းတချင်းဟာငါတိတ်သဘောမကျဘူးနော်ခံစားလို့လည်းမရဘူးပေါ်ရှော့ရှော့ဖြစ်နေတယ်နည်းနည်းလိုနေတယ်အဲ့လိုကျွန်တော်သူ့ကိုဝေဖန်တဲ့အခါမှာသူကရည်ရည်နေတယ်နော်ပြီးတော့ကျွန်တော်ဆက်ပြောတယ်ဒီချင်းကိုနည်းနည်းလေးပြင်မလားနော်အဲ့တော့ဒီနေရာလေးတွေဒီလိုလေးပြင်သင့်တယ်အဲ့ဒါဆိုလို့ရှိရင်တော့မင်းပူကောင်းလေးမယ်ဆိုပြီးတော့မှကျွန်တော်ကအချံပြုတ်တဲ့ခါမှာ तू ကဖြုံးပြီးတော့မှကျွန်တော်ကိုဘာပြန်ပြောလဲဆိုတော့တကယ်ချင်းနဲ့ဒီသင်းက မင်းတို့လိုအဖိုးကြီးတွေအထွက်ရေးထားတာမဟုတ်ဘူးကွာတဲ့ဒီသချင်းကဆယ်ကျော်တက်ကောင်လေးတွေကောင်မလေးတွေเนาะအခုမှအချစ်ဆိုတာကိုနားလေတဲ့ကလေးလေးတွေကိုရေးထားတာတဲ့ဒါကြောင့်မလို့မင်းရဲ့အကြံဉာဏ်အတိုင်းငါကပြုတ်ပြေမှာမဟုတ်ဘူးပြောင်းလဲမှာမဟုတ်ဘူးဆိုပြီးတော့မှကျွန်တော်ပြောတဲ့အခါမှာကျွန်တော်စဉ်းစားပြီးတော့သူပြောတာမှန်တယ်နော်အဲ့သူတချင်းကိုကျွန်တော်ဝယ်ပြီးတော့မှအချစ်ကြောင်းနဲ့နားထောင်နေမှာမဟုတ်ဘူးအဲ့တော့ကျွန်တော်အသက်ရွယ်နေလေသူတချင်းကလည်းကြိုက်ပါမဟုတ် ဆိုတော့အဲ့ဒါကိုကျွန်တော်နားလည်သွားတယ်ပြီးတော့အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှကိုယ့်ရဲ့စီးပွားရေးထဲမှာကျွန်တော်တို့ပြန်ပြီးတော့မှတုံးလို့ရတဲ့အချက်၅ချက်ကိုကျွန်တော်ဒီတိလိုက်တယ်ပေါ့နော်အဲ့တော့အခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်ရဲ့လုပ်ငန်းရှင်တွေဒီလေအဲ့ဒီအချက်၅ချက်ကိုကျွန်တော်တို့သိမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့လုပ်ငန်းဝင်ငွေတွေကောင်းလာလိမ့်မယ်စိတ်ဖိစီးမှုတွေလျော့လာလိမ့်မယ်ကိုယ့်ရဲ့လုပ်ငန်းအောင်မြင်မှုနောက်တစ်ဆင့်တက်ဖို့အတွက်နည်းလမ်းတွေကျွန်တော်ရပါလိမ့်မယ်အဲ့တော့နံပါတ်၁ချက်ကကျွန်တော်တို့ပါလဲဆိုတော့ကျွန်တော်တို့ကကိုယ့်ရဲ့ဖောက်တယ်ဖြစ်မလာနိုင်တဲ့သူတွေရဲ့ ဝေဖန်အကြံပြုချက်တွေကိုကျွန်တော်တို့ကခွဲခြားပြီးတော့မှသိဖို့လိုပါတယ်အဲ့တော့အားလုံးဒီအတိုင်းပဲเนาะကျွန်တော်ဒီခေတ်မှာအဲ့ရရမကောင်းဘူးเนาะဟိုအကြီးကငါမကြိုက်ဘူးဒါဒီလိုလိုလုံးတင့်နေဆိုပြီးတော့မှကျွန်တော်တို့ဝေဖန်ကြတယ်အဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုတွေဆိုလို့ရှိရင်လည်းတချို့တွေဝေဖန်ကြတယ်တချို့စာတွေဆိုလို့ရှိရင်လည်းကျွန်တော်ဝေဖန်ကြတယ်အဲ့တော့ပြောမယ်ဆိုလို့ရှိရင်သူတို့ကကျွန်တော်ရဲ့ target audience လို့ခေါ်တဲ့ကျွန်တော်ရဲ့ပြတ်မှတ်ထားတဲ့ target audience မဟုတ်ဘူးကျွန်တော်ရဲ့ဖောက်တယ်တဲ့ကျွန်တော်တို့ဖြစ်မလာနိုင်ဘူး ဲ့တော့ကျွန်တော်တို့ကသိဖို့ဒီလူတွေကိုဝေဖန်လာရင်အဲ့ဒီလူဒီကိုယ့်ရဲ့ target audience ဖြစ်နိုင်လားဟုတ်ရဲ့လားဒါကိုကျွန်တော်တို့ကသုံးသပ်မှာအဲ့တော့ကျွန်တော်တို့ကသိကြတယ်ကိုယ့်ရဲ့ target audience မဟုတ်ဘူးဆိုလို့ရှိရင်တော့သူ့ရဲ့အမြင်ကကျွန်တော်တို့ရဲ့ထုတ်ကိုကျွန်တော်တို့ရဲ့ဝန်ဆောင်မှုတွေအပေါ်မှာမှန်မှာမဟုတ်ဘူးသူတို့ဒီထပ်ပြီးတော့မှဝယ်ဖို့ရည်ရွယ်ချက်မရှိဘဲနဲ့ကျွန်တော်တို့ဘာလုပ်ကြလဲဆိုတော့လာပြီးတော့မှဝေဖန်ကြတာနောက်ပြီးတော့မှ ဈေးကွက်ထဲမှာအဲ့ဒီကိုယ့်ရဲ့ target audience မဟုတ်တဲ့သူတွေကကိုယ့်ရဲ့တန်ဖိုးကိုနားလည်မှာမဟုတ်ဘူးเนาะအဲ့တော့ကိုယ့်ရဲ့ထုတ်ကုန်ကိုယ့်ရဲ့ဝန်ဆောင်မှုတွေကဘာတွေလုပ်ပေးနေတယ်เนาะဘယ်လိုကောင်းနေဘယ်အထွက်ကောင်းနေဆိုတာကိုသူတို့နားလည်မှာမဟုတ်သိလဲသိမှာမဟုတ်အဲ့ဒါကြောင့်မလို့လေဘာဖြစ်လဲဆိုတော့ဒီကိုယ့်ရဲ့ထုတ်ကုန်ကိုယ့်ရဲ့ဝန်ဆောင်မှုတွေကိုဘာဖြစ်လဲဆိုတော့ဝေဖန်နေကြတာအဲ့တော့နံပါတ်1ကတော့သူတို့ဘာလုပ်ရမှာလဲဆိုတော့ကိုယ့်ရဲ့အခြေအနေကိုညံရှိရှိသုံးဆွဲရမှာ ဲ့တော့ကျွန်တော်ပြောပါတယ်ကျွန်တော်ရဲ့စာတွေအောက်မှာလည်းဝင်ပြီးတော့မှတချို့တွေဆဲတဲ့သူတွေရှိရဲ့တချို့တွေဝေပြီးတော့မှဝေပန်တဲ့လူတွေရှိတယ်အဲ့တော့ကျွန်တော်ကကျွန်တော်ရဲ့ဒီ content တွေအောက်မှာဝင်ရတဲ့သူဒိုင်းကိုကျွန်တော်ကတုံ့ပြန်နေရမှာဆိုလို့ရှိရင်ကျွန်တော်ရဲ့အချိန်တွေ waste လုပ်ပြီးသားဖြစ်သွားမယ် energy တွေ waste လုပ်ပြီးသားဖြစ်သွားမယ်ဝင်ငွေတွေရှာနိုင်မှုနောက်ထပ်တစ်ဆင့်လုပ်ငန်းတစ်ဆင့်တက်ဖို့ကျွန်တော်တို့စဉ်းစားနိုင်မှာမဟုတ်ဘူးဒီကို့ကိုလာပြီးဝေဖန်တိုက်ခိုက်နေတဲ့သူတွေနဲ့ပဲကိုကအချိန်ခုန်ပြီးတော့မှလုံးချာနေရိုက်နေမှာစိတ်ပင်ပန်းမယ်စိတ်ပူပန်မယ်ဒေါသတွေဖြစ်မယ်ကိုယ့်ရဲ့လုပ်ငန်းပေါ်မှာအာယုံစိုက်တာတွေကျွန်တော်တို့ညော့သွားနိုင်တယ်ဒါကြောင့်မလို့ကိုကကိုယ့်ရဲ့ target audience မဟုတ်တဲ့သူတွေကိုကိုကိုဝေဖန်တိုက်ခိုက်လာပြီးဆိုလို့ရှိရင်ကိုကိုဝေဖန်လာပြီးဆိုလို့ရှိရင်ကိုက ကိုယ့်ရဲ့အခြေအနေကိုတည်တည်ချာချာစီမံခန့်ခွဲဖို့လိုတယ် emotion နဲ့နေမယ်ဆိုလို့ရှိရင်တော့အခြေအနေခုံလို့ကိုမှမတိဖြစ်သွားပြီးတော့မှကိုယ့်ရဲ့ energy တွေရောကိုယ့်ရဲ့ဒီအခြေအနေရောကျွန်တော်တို့ဆုံးရှုံးသွားနိုင်တယ်နံပါတ်3ကတော့ကျွန်တော်တို့ကိုယ့်ရဲ့ target audience เนาะကိုယ့်ရဲ့ target audience အမြင်တွေကိုပေါ်မှာတော့ကျွန်တော်တို့အာယုံစိုက်ဖို့လိုတယ် ကိုယ့်ရဲ့ target audience မဟုတ်တဲ့သူတွေကပြောလာတာတွေကိုကျွန်တော်တို့မေးလိုက်ကိုယ့်ရဲ့တကယ် target audience ကဝေဖန်တာတွေအကြံပြုတာတွေကိုတော့ကျွန်တော်တို့ like လုပ်ဖို့လိုတယ်เนาะအဲ့တော့တို့ဘာတွေလိုချင်နေကြတာလဲတို့ကိုယ့်ရဲ့ထုတ်ကုန်ကိုယ့်ရဲ့ဝန်ဆောင်မှုနဲ့ပတ်သက်ပြီးတော့မှဘာတွေခံစားနေရတယ်လဲဘာတွေခက်ခဲတွေရှိနေလဲကိုယ့်စီကနေဘာတွေထပ်ပြီးတော့မှပိုလိုချင်နေတယ်လဲအဲ့ဒီအပေါ်မှာတော့ကျွန်တော်တို့အယုံဆိုင်ဖို့လိုတယ်နံပါတ်၄တစ်ချက်ကတော့ကျွန်တော်တို့ဘာလဲဆိုတော့တိကျတဲ့စံချိန်စံကျိုးနေတဲ့အတူတူအဲ့ဒီ feedback တွေ เนาะအဲ့ဒီဝေဖန်မှုတွေကိုစီစစ်ဖို့လိုတယ်အဲ့တော့အခုကိုယ့်ကိုဝေဖန်နေတဲ့သူတွေကိုယ့်ကို feedback တွေပေးနေတဲ့သူတွေကကိုယ့်ရဲ့ target audience ထဲမှာပါသလားသူတို့ဝေဖန်တဲ့အထက်မှာသူတို့ ပြောနေတဲ့အထက်မှာတကယ်တိကျတဲ့အချက်အလက်တွေပါလားခိုင်းလုံတဲ့အချက်အလက်တွေပါလားဒါလည်းအရေးကြီးတယ်နောက်တစ်ခုတော့ကိုယ့်ရဲ့စီးပွားရေးကိုယ့်ရဲ့လုပ်ငန်းအတွက်တိုးတက်စေမယ့်အကြံပြုချက်တွေပါလားဒါစီကျွန်တော်တို့ကဘာလုပ်တာလဲဆိုတော့ဒီဝေဖန်တိုက်ခိုက်မှုတွေကိုကျွန်တော်တို့ကပြန်လည်ပြီးတော့မှစီစစ်နေတာသုံးသက်တာ โอเคအဲ့တော့တို့နံပါတ်5တစ်ချက်ကတော့တို့အပြုတ်တဘောနဲ့အဆုံးသတ်ဖို့လိုတယ်เนาะကိုကိုဝေပန်တိုက်ခိုက်လာကြတယ်เนาะကိုကိုလာပြီးတော့မှဝေပန်ကြတယ်ဆိုလို့ရှိရင်ကိုကစဉ်းစားရမှာဒီကိုရဲ့ target audience ကဝေပန်တာလား target audience မဟုတ်တဲ့သူကဝေပန်တာလားအဲ့တော့ target audience မဟုတ်တဲ့သူကဝေပန်တာဆိုလို့ရှိရင်တော့တို့မေ့လိုက်ပေါ့ဒါတသက်တို့တိုက်ခိုက်တာပေါ့အဲ့တော့ကိုရဲ့ target audience ကတို့ဝေပန်တာဆိုလို့ရှိရင်တော့တို့ပြုပြင်ပြောင်းလဲမယ်အဲ့ဒီဝေပန်တဲ့အပေါ်မှာအခြေခံပြီးတော့မှတို့ကနောက်တစ်ဆင့်တက်ဖို့တို့ စဉ်းစားရမှာစူးစမ်းရမှာအဲ့တော့ဒါကတော့ကျွန်တော်တကယ်ချင်းဆိုတော့တယောက်စီကရခဲ့တယ်စီဝိုင်းအတွက်တင်ရစာငါ့ကိုအဲ့ဒီကြောင်းတွေကဒီဗီဒီယိုမှာအဒီဗီဒီယိုချိနေတဲ့ကျွန်တော်လူငယ်တွေဖိတ်ရွှေပြီးလုံလက်ရှင်ဒီဂျိုးရဆိုလည်းရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အဂျိုးရဆိုလည်းရရဆိုလို့ရှိရင်တော့ comment မှာ yes ဆိုရေးပါဒီဗီဒီယိုဆုံးတော့ကြည့်ကြတော့ကျေးဇူးများတယ်ကျွန်တော်တို့ကိုညံ့ရအောင်ပါဒီမှာရှိတော့နေလို့ဖြစ်ပါစေ